ါတိနေ့ရော10ရက်17လ2025ပေါ့နော်ကျွန်တော်တီးတဲ့တရင်ရောင်ရလေးတွေကိုကျွန်တော် share မျှဝေပေးတဲ့အစီအစဉ်ဖြစ်ပါလေကအဲမိုးကုန်မိုးမိတ်ကအဲ့အိမ်မှာပဋ္ဌာန်းတွေကတော့ဒါအကျန်းဖက်ကတင်းကျိုင်းဖြစ်ပုံများတယ်ဗျအခုနေရာတော့သူတို့နေရာပေါင်းစုံကအကျန်းဖက်တွေဝိုင်းဝင်းပြီးတော့စုနေတာရှိတယ်ဝိုင်းဝင်းပြီးတော့အခုတော်တော်များများစုလာပြီးအညာပဋ္ဌာန်းတွေဘာပဋ္ဌာန်းတွေညာပဋ္ဌာန်းတွေတော်တော်များများရောက်နေပြီလို့ကျွန်တော်ကြားကြားသိတယ် ဒီမိုးမိတ်ဘက်မှာဆို KPDF တို့ပြီးတော့ဗာလဲအဲ ABDS တို့ PRA တို့နောက်တစ်ခါကျတော့ NUG က PDF တွေပေါ့အဲ့လိုမျိုးပေါင်းစုနေကြပြီလို့ကျွန်တော်ကြားရတယ်အဲဒီဟိုကချင်ကာကွယ်ရေးပေါ့သူပြောတာတော့ဒါ give ဒီ PDF ပေါ့နောက်ចောင်းသားတက်မလို့ဆိုတဲ့အစား ABDS ပေါ့အဲသူတို့အဲ့လိုမျိုးရှိတယ်နောက်ပြည်သူလူမျိုးအေးဆို PRA ပေါ့နောက် NUG ကိုပကာဖာလို့ဘာလို့ ပီဒီရိုက်တွေပေါ့အဲဒီကောင်တွေတော်တော်များများစုတင်ပြီးတို့ကျွန်တော်ကြားရတာရှိတယ်ဒီပလောင်တွေထွက်တာနဲ့ဒီကောင်တွေကအဲ့နေရာတွေမှာလုံးဝမစွန့်လို့ပေးနိုင်ဘူးပေါ့လေမစွန့်လို့ပေးနိုင်ဆိုတော့တမ်းမတော်ရဲ့ဘယ်လိုပွဲကြီးပွဲကောင်းလို့ဒီနေရာမှာနှဲမလဲဆိုတာကိုကျွန်တော်ကြည့်ရမှာရှိတယ်ဘာလို့ဆိုတော့ဒီ PDF တို့ဒီကောင်တွေဆိုတာကဘာမှဘောင်းဝင်တမ်းဝင်နဲ့အကြမ်းဖက်ဖြစ်တယ်ဓမြတာဖြစ်တယ် เนาะဘောင်ဝင်တန်းဘောင်ဝင်ကိုယ်ပိုင်အုပ်ချုပ်ဝင်လည်းမရှိပါလည်းမရှိဘာမှမရှိတဲ့သူတွေကအာဒီလိုမျိုးဖြစ်တာကိုတွေ့ရတဲ့အခါကျတော့တောင်တော်ကဘလို့အကျန်းဖတ်ကိုဘလို့မျိုးဟိုပိုးစုပ်ပတ်ဆက်ပတ်ပတ်ဆက်ဆက်အဲဘလို့နှိမ်နှင်းပြမလဲဆိုတာကြည့်ရမယ်အဲ့ဒါမှတောင်တော်ဆိုတဲ့ဂုံချေကိုဘောင်ပြမယ်လို့ကျွန်တော်ထင်တယ်နောက်ဆိုလို့ရှင်တော့ဒီလိုပဲအဲဆိုလို့ရှင်တော့အဲဒါပါလေစောင့်ကြည့်ရမယ်เนาะကျိုတင်ခံမလို့မရဘူးတတ်ပါတော့ပြပါကျိုတင်ခံမလို့မရဘူးသူတို့ဆော့ပြီးဆိုမှဆော့တယ်ဆိုတာမျိုးဖြစ်အောင်เนาะကျွန်တော်တို့ကတော့ဒါ အာသိရှိတဲ့အကြောင်းအရာလေးတွေကို share တင်မြှောက်ဝေတာပဲတော်တော့ဆော်ရင်တော့ကျွန်တော်တို့ပြောပြီဟေးဒါအော်ဟေးဒါရတော့အဲ့လိုပဲကိုယ်အဲဟိုနေမှာဝင်းရတာဘောနော်ဝင်းရတာအဲ့လိုမျိုးပြောပြောရတာဗျာဘာဖြစ်လို့ဆိုတော့အကြမ်းဖက်တွေတည်တဲ့အခါကျတော့အကြမ်းဖက်တွေမရှိရတဲ့အခါကျတည်တော့တော့မပြောပါဘူးဗျာသူဟိုသူသူတယောက်ကိုတာစီတာစီဖြစ်သွားဆိုတော့ကျွန်တော်တော့တူတာစီတူတာစီမရှိဘူးသူကဆိုအလင်းဝင်ကြောင်းတဲ့တောင်လက်ဆွဲနှုတ်ဆက်ပြီးပြီးရတယ်ဘယ်သူမှဘာမှမဖြစ်ဘူးအဲတိမ်မကြီးမမဟုတ်တကယ်လို့မှအဲ့လိုမှမဟုတ်ဘူးတင်းခန့်နေရဆိုတော့ခြာခြာ အဲ့လိုချရင်တော့ကျွန်တော်တက်မလို့ဘက်ကပဲအားပေးတယ်တက်မလို့အင်အားရှိမှတိုင်းပြည်အင်အားရှိမှလို့ဒါပဲကျွန်တော်အယူဆကျွန်တော်အတွေ့ခေါ်နော်ကျွန်တော်ဘက်ကလူတွေကလည်းမှန်နေမယ်သူတို့ဘက်ကလူတွေကျွန်တော်အယူဆမှားပြောပြောနေမယ်ကျွန်တော်ကတော့စိတ်ဝင်စားအခုကျွန်တော်တို့အဒီမိုးကုတ်ကိုတက်မလို့ကပြန်ထိန်းလိုက်လို့ဆိုရင်မိုးမိတ်ကလည်းကန့်နေတယ်မိုးမိတ်ကိုတက်ကလည်းပြန်ထိန်းလိုက်ပြီဆိုလို့ကျန်သူကမိုးမိတ်ရဲ့ကိုက်ရမှာမဘိန်းလို့ပါဘူးရှင်အဲ့မှာဘိန်းဆိုလို့ရှင်လည်းပဲဒါ KIE တို့ A တို့ရှိတယ်เนาะ ဖတ်ဖတ်ဖတ်ဆိုဒါလည်းအများကြီးစော်သွားလို့ရနေရတယ်အဲ့နေရာတကက်ခွေကောင်းနေရဆိုတော့သူတို့တွေရဲ့အဲ့မှာဘယ်ရနေဟိုဘက်ပါလဲတွင်းငယ်တို့ဒီဘက်အများကြီးပေါ့ဗျာတောင်ချောက်တောင်ချောက်တောင်တော်ကအသာလေးကောက်စားလာမှာဒီကောင်တွေအဲ့ဒီမှာဘိန်းဘက်ကကောင်တွေလည်းလန့်ပြန့်ပြီးတော့မှအာကြာကြာကရုံချင်းတွေပိုင်းရတေချာလုံနေကြတေသေးချာချာကိုပန်းကားတွေတေချာစောင့်နေကြတာကိုကျွန်တော်ကြားသိရတာရှိတယ်အဲ့တော့အချင်းတွေဘလို့လာအောင်လဲဆိုကြည့်မယ်အဲ့25နှစ်နောက်ပိုင်းညတော့ကျွန်တော်ကြည့်ရမှာပေါ့နော်ဒီဆက်တလာပဲခု25နှစ်နောက်ပိုင်းဆိုရင် ပလောင်နေချုပ်ခွာတာပလောင်နေလည်းရတ်လောက်တူးနေတယ်။နောက်အစိုးရတဲ့တော့မိုးကငားကံမွေးရမယ်တဲ့အဲ့ရလူကပြအာကိုပိုင်းရတဲ့အဲဒီတိုင်းကတော့ဒါတော့25ကျက်သေးတယ်မလား25နေဟုတ်တယ်အဲ25နေတော့တပ်မတော်ကလည်းထိန်းနေပြီးအလုံးတော့ဟိုရွေးကောက်ဝတ်ပြီးတော့အစိုးရလည်းလာတော့အဲ့မိုးကောက်ကငားကံမွေးရတော့ကြောက်သေးလားမကြောက်တွင်းကင်ဖြစ်သွားပြီအဲ့လိုမျိုးရှိတယ်အဲ့လိုရှိတယ်အဲ့တော့အာဘာဘာနိုင်ငံတည်ရန်စတာတွေ ကလည်းဆုံးရှုံးမှုဆိုတာလည်းဒီ2021မဲခိုးတဲ့ပြဿနာဆတာဝို့ဟုတ်တယ်မလားအကြမ်းဖက်တွေပေါ်ပေါအောင်လည်းအန်ယူဂျီကလိုးစော်တဲ့တိုင်းပြည်မှာအကြမ်းဖက်ကိုအားပေးတဲ့သူတွေများတော့ဒါမျိုးပေါ့မော်ဒရယ်မော်ဆင်းတဲ့ဆင်းရဲတွေပေါ့ဒီအကြမ်းဖက်တွေကတော့အခုတော့ရွှေဆိုင်တွေမှာဆိုလဲများများအာရွှေရတဲ့သူတွေကလည်းရွှေဆိုင်တွေကလည်းတော့နိုင်ငံတော်ကတစည်သူတို့ကတစည်လုပ်နေတာအဲ့ဒါကြီးလည်းနိုင်ငံတော်ကအေးမယူတာကိုလည်းကျွန်တော်အံ့ဩလို့မဆိုဘူးအဲရှင်းပြောဂရုမစိုက်တာပဲကြာပြတ်တယ်နိုင်ငံတော်ကဒီစည်းဒီစည်းပဲချပလိုက် ဒါဆိုလို့ရှိရင်နိုင်ငံတော်နဲ့လက်တွဲတာလို့ပြောလို့ရဥစ္စာအဲနိုင်ငံတော်ကပြောတော့ဘောင်ချတဲ့ဈေးမဟုတ်ဒီဈေးအာဒီဈေးနဲ့တော်တော်ကွာနော်အဲတော်တော်ဈေးသုံးတယ်မပြောစင်လို့မပြောတာအဲဒါလေးကိုလည်းပဲတက်ဆိုင်ရဆိုင်ရဖောက်တွေဆစ်ပြီးတော့ချပါလာအဲ့လိုမျိုးအဲဆိုငြိမ်ရောမယ်ဒီတိုင်းလှုပ်ပေးလို့ကတော့အော်ဘာမှမဖြစ်ဘူးတိတာလှုပ်ပေးလို့ကတော့လှုပ်ပေးတာလို့သာသူတို့ကအတားရနေတာ မလှုပ်ရဘူးဟုတ်တယ်မလားဆိုင်ရဖောက်တွေချအဲ့လိုမျိုးတော့ရွှေတိုင်းမှာရွှေသွားဝယ်ဒီဈေးလားမှားလားမှားရင်နိုင်ငံတော်ရဲ့ အဲဒီထုတ်ပြန်ချက်ကိုလွှဲမအောင်လုပ်တယ်ချနိုင်ငံတော်ဂုံသိက္ခာကြောင့်ချတစ်ခါချပလိုက်ပြီးရောအဲ့ဒါဆိုလို့ရှိရင်တိုင်းပြည်မှာညီတက်သွားလိမ့်မယ်ဘာလို့ဆိုအဲ့ဒီရွှေတွေကမွေးအုံသိဘက်ကအကြမ်းဖက်ဘက်ကလာတယ်ဈေးပေါ်ပေါ်နဲ့လာတယ်သူတို့ဘက်ကနိုင်ငံသားကဒေါ်လာဈေးမြင့်တော်လိုက်တယ်နဲ့အများကြီးပဲအဲ့ဒီရွှေတွေကဒီထဲတွေဝင်တာဘဲမှရောက်သွားတာမဟုတ်ဘူးတကယ်မှာအဲရွှေပိဒါကြီးတွေအများကြီးကဒီဗမာပြည်ဘက်ကိုအကုန်ဝင်တာမန္တလေးဘက်ဒီအများကြီးဝင်တာပါကျွန်တော်နေရာကြီးမပြောချင်ပါဘူးရွှေဆိုင်တွေချမ်းလာတယ်မပြောနဲ့အဲ့လိုမျိုးတွေရှိတယ်တကယ်မှာ ဲ့လမ်းကြောင်းတွေရှိတယ်အဲ့တော့စားဖားရတာရှိကျွန်တော်ကဥသာလေးဒုနာလေးပြောတာမဟုတ်ပါဘူးဘာဖြစ်လို့အပြင်မှာဗျာသူတို့ပေါက်သေးက90ကျော်တကယ်သောက်က80ကျော်80ဒါမျိုးရှိတယ်အဲ့ဒါကြီးကြတော့ဗျာနည်းနည်းအဲမဟုတ်ဘူးဗျာမဟုတ်ဘူးအဲ့ဒါတွေကဘလူတွေလိုက်ရမယ်ဆိုစားရဖားလို့ရဲလို့ဘာညာအကုန်လုံးဒါအာဥပဒေမဲ့လုံလို့ချင်းဥပဒေမဲ့တိုင်းချသူဘောင်ချပေးပြီးတာလေဘောင်ချတိုင်းလို့ဘောင်ချတိုင်းမလို့လားမလို့ချဒါဆိုလို့ချင်းနိုင်ငံတော်အကျိုးစီးပွားကိုဒါနိုင်ငံတော်ရဲ့ အဲထုတ်ပြန်လာတဲ့ဥပဒေကိုဒါချိုးဖောက်တာဥပဒေချိုးဖောက်တာဆိုဥပဒေချိုးဖောက်တဲ့အရေးယူလိုက်ပြတ်ကောအဲဟာဆိုငြိမ်သွားလိုက်မယ်နော်ဥပဒေချိုးဖောက်အောင်ချိုးဖောက်တဲ့အရေးယူလိုက်အချို့နိုင်ငံရေးပါတီတွေကဥပဒေတွေနိုင်ငံရေးပါတီတွေပတ်သက်နေတယ်သူတို့လည်းပဲရွှေဆိုင်တွေရှိတာပဲဟုတ်တယ်မဒါတွေကိုမသိတာကြောင့်ဒါတွေကိုသိနေတာသိနေလို့ချင်းသူတို့ကိုယ်ထိုင်ကိုကလည်းပဲမြန်မြန်တတနဲ့မမှန်ကန်ကန်ပြောဆိုပြီးတော့မှဒါလောက်ကင်နိုင်မယ်မမှန်ကန်ကန်မလောက်တာဟာလည်းပဲဒါအဲတိတ်ပြီးတော့ကျွန်တော်အဆင်မပြေဘူးကြည့်မှာ နိုင်ငံတော်က80ချလာလို့90ချလာလို့သူတို့က90နဲ့ကျွန်တော်တို့ရောင်းလို့မရအောင်လို့ပြန်ပြောညှိနှိုင်းဒီလောက်နဲ့မှကျွန်တော်တို့ပေါက်ဈေးရတယ်လို့ရဆိုမှန်မှန်ကန်ကန်လို့ဒါဆိုခုံသိမ့်ကလည်းမကြဘူးပြည်သူတွေကကြားတဲ့အနေခံနေရတယ်နိုင်ငံတော်အစိုးရထုတ်ပြန်တဲ့ဈေးက90ကျော်တားလဲက80ကျော်80ဟာ80ကျော်နေပါနဲ့ဘာလို့မှလည်းမသိဘူးအကျွန်တော်တို့လေဖြစ်ကုန်အဲ့တော့ပြည်သူတွေကကြားထဲမှာဟိုဖွတ်စာပတ်စာကိုလိုက်နေနိုင်ငံတော်ကအရေးကြီးမှဆိုအရေးကြီးပေါ်တင်ချမှဆိုချက် အာဒီလိုထုတ်ပြန်ပြီးဒီအမိတ်တိုင်းလိုက်ဆိုဒါဆိုတိုင်းပြည်လည်းအေးချမ်းပဲနိုင်ငံလည်းအေးချမ်းပဲစူအုပ်ကြောင်းဘူးလည်းမဖြစ်ဘူးမှန်ငံလည်းဥပဒေအောင်မှဆက်သွားလို့ရမယ်နော်ဒါကြောင့်တဦးသားစီတဦးသားစီပြောတာမဟုတ်ပါဘူးဒါချွေကြောင်းတဲ့ပတ်သက်လို့ပြောတာပါဥပမာဆိုလို့ချင်းအဲဟိုဘလင်းဘက်ကဆိုလို့ချင်းမျောတွေဆိုလို့စကိုင်းတိုင်းဘက်ကမျောတွေချွေတွေဆိုရတာလည်းပိုးစုပစက်တွေပဲအဲပိတ်တာချိန်နဲ့ရတယ်တတိနဲ့တတိကိုအိုက်ဘက်တရားလည်းကြားနေတာပဲကြည့်မှာအဲ့တော့အိုက်ချွေတွေကဖယ်ရအောင်ဒီကိုရောက်တာဘယ်မှရောက်တာမဟုတ်ဘူးနော် အပြည့်ရဲ့ရွှေပြည်တဲ့တိုင်းမှာပဲရှိတာနိုင်ငံခြားဈေးတက်တိုင်းသူတို့တိုင်းနိုင်ငံခြားဒီရွှေတွေလည်းလာတာမဟုတ်ဘူးဒီတိုင်းမှာကျွန်းတူးနေတဲ့ကောင်တွေကအကြပတ်တွေကရတဲ့ရွှေတွေကဒီတိုင်းတွေအကုန်ရောက်ကုန်တာနော်အဲ့အလေးလေးနိုင်ငံတော်အစ်အနေနဲ့အဲစာရဖားလေးတို့နိုင်ငံတော်အစ်အနေတို့ဒါလေးကနည်းနည်းလေးကြီးကြပ်ပေးလိုက်မှဆိုတော့အဲပို့ပြီးကောင်းသွားလိမ့်မယ်လို့ထင်ပါတယ်ဒါလည်းတုံးသားဖြစ်တုံးသားဖြစ်ပြီးတော့ကျွန်တော်ဒါအာပြောပြတာပါနော်ပြောပြတာပါအာဟိုတခြားကျွန်တော်ကအာပိုင်ရဒီလိုမျိုးတွေဟိုပြောနေတယ်ဘာညာဖြစ်နေအောင်မယ် အဲကျွန်တော်တော့ကျွန်တော်ဝါသနာရပြောတာဘာပြောလို့လဲဆိုပြည်သူတွေနစ်နိုင်ကျွန်တော်ပြောဖို့ပြောချင်တာဗျာသိရမလားပြည်သူတွေဒုက္ခရောက်ဝယ်ပြည်သူတွေနစ်နာမှာဆိုပြောဖို့ပြောချင်တာကျွန်တော်တဦးသားစီသုံးသားစီရှိဘူးဘာလို့ဆိုဘယ်ပုံပုံမှလည်းကျွန်တော်နဲ့ကမိတ်ဆွေတင်ခါမရှိလို့အမုံတရားလည်းမရှိဘူးဘယ်သူမှလည်းကျွန်တော်မသိဘူးအေးဒါမှနိုင်ငံတော်ရဲ့စိုးကြိုးလေးတွေဖြစ်လာပဲပြည်သူလူထုရဲ့စိုးကြိုးလေးတွေဖြစ်မှဆိုကျွန်တော်ထောက်ပြပြောဆိုရမှာကျွန်တော်အကြောင်းတရားပဲเนาะကျွန်တော်အကြောင်းတရားပဲဒါကျွန်တော်ပြောတာဒါကျွန်တော်လုပ်ချင်တာဘူး ။တရားမှာအဲ့လိုမျိုးရှိတယ်။အခုဆက်ပြောဦးမယ်ဗျာ။အခုမောင်ဆောင်ကတော့စတိုင်ဘာထိပ်ရွာမယ်လို့ဆိုကျွန်တော်နေနဲ့ကြားသိရတာရဲ့။တရင်ကတော့အတီမပြုတ်နိုင်ပါဘူး။သေလားမသေလားတော့မသိဘူး။အဲ့မောင်ဆောင်ကတော့ကျွန်တော်နည်းနည်းစိတ်ဝင်စားရှိလို့နည်းနည်းတော့စုံစမ်းနေလိုက်စုံစမ်းနေတယ်။တရင်ကတော့တက်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 ပဲကြားသေးတယ်။သူပြတရင်ကိုပြောပြတာပါကြားသေးတယ်။အဲ့လိုမျိုးရှိတယ်။အဲနောက်တစ်ခုဟိုတရေသူများတရေလိုက်ပြီးတော့စုံစမ်းလို့တရေတက်တက်ကြားတယ်ဆိုတော့နောက်တစ်ခုပြောကြပါလဲကျွန်တော်ရွှေဘူအနောက်ဘက် အဲအထွက်လေးပါဗောဗျာဒါကင်းဖြားရွာအနီနာမှာဝေသစ္စာအာရွှေဘူရန်ကုန်သွားတဲ့ကားလမ်းရှိတယ်အဲကားလမ်းမှာအိန္ဒိယနိုင်ငံဟိုပြန်ပြီးကြွမဲ့ဆရာတော်တပားဗောနော်အဆရာတော်ကြီးကဟို PDF တွေကဖမ်းသွားတယ်လို့ကျွန်တော်အနေနဲ့ကြားသိရတာရှိတယ်အဲ PDF တွေဖမ်းခေါ်သွားတယ်လို့ကြားသိရတယ်ဆရာတော်ကြီးကဒီဝင်းဝင်းနိုးစီကနေပြီးတော့မှဒါအိန္ဒိယနိုင်ငံမှာအာဘုံကြီးကျောင်းဆောက်ပြီးတော့လှူဒန်းထားပြီးတော့မှဆရာတော်ဖခင်ကြီးကအဲ့မြန်မာဟိုအိန္ဒိယနိုင်ငံမှာပဲသူကတည်င်းတုံးတာပြီးတော့ မြန်မာနိုင်ငံနေမှာယဟန်တွေကစပီးလာပြီးတော့တက်ဟိုတင်ကြတဲ့ဆရာတော်တွေကိုလည်းပဲယဟန်တက်ကနေလာအကူအညီပေးနေတဲ့ဆရာတော်ဖြစ်တဲ့ပြီးတော့သူတို့ပြောလိုလိုမျိုးပေါ့နော်ဒီနေ့ PDF တွေပြောသလိုညီငါညီမင်းတို့တွေပြောနေတယ်လို့ဒလန်လန်းမဟုတ်ဘူးဆရာတော်ကအာဒါဟိုသာသနာလောက်သာနှုတ်နေတယ်လို့ဒါကိုလို့ကြားသိရတာရှိတယ်ကြားသိရတာရှိတော့ဆရာတော်ဖျားကိုအဲဒီလိုမျိုးပေါ့ဟိုတို့ဖဲစည်းတာလည်းပဲဒါ ဘာမှလည်းအထိပ္ပယ်မရှိဘူးလို့ပြောကြပါလဲမင်းတို့အတွက်လည်းဂုံသိက္ခာအများကြီးကြဆင်းပါလေ။ဘာကြောင့်လဲဆိုတော့ဒီဆရာတော်တွေကလည်းပဲညောင်နိုင်ငံမှာလည်းဘာမှအဆက်အသွယ်ရှိတာမဟုတ်ဘူး။သူကသူဖျားဘူးလာတဲ့ရွာလာနေတယ်ပြီးတဲ့ခါကျတော့သူကသူအိန္ဒိယနိုင်ငံကိုပြန်မဲ့ဆရာတော်ကိုဖမ်းဆီးတာငွေကြေးညှိလို့လည်းငန်းညှိလို့ရမှာမဟုတ်ဘူး။အဲ့တော့ပြန်လို့ပြီးတော့မင်းတို့ရဲ့အဲဒါနိုင်ငံတကာကဘာနဲ့ပြောဆိုလာမယ်ဒီရဟန်းတန်တော်တွေတတ်တာမင်းတို့အယောက်ထောက်ကန်တန်းလောက်ရှိနေပြီ။ နော်အယောင်ထောင်ကဏ္ဍလောက်ရှိနေဒါတွေကမင်းတို့ဒီလိုမျိုးပြတ်မလွတ်ပေးလိုက်လို့ရှင်တော့မင်းတို့ရဲ့အမဲဆက်ကြီးကအကြီးဖြစ်သွားလိမ့်မယ်အဲ့ဒီဟာကြီးကိုမင်းတို့ပံ့ပိုးပေးသလိုဖြစ်သွားလိမ့်မယ်အဲ့တော့အဲ့ဆရာတော်ဘုရားကိုဟိုဒါမင်းတို့ပြန်လွတ်ပေးစေခြင်းနဲ့နော်ပြန်လွတ်ပေးစေခြင်းနဲ့ဘာကြောင့်လဲဆိုတော့အာဒါမင်းတို့အတွက်လည်းဘာမှအရာရောက်တော့လည်းမဟုတ်ဆရာတော်ဘုရားကသွားသူဖះလာဖို့ပြီးတော့မှသွားသူအိန္ဒိယနိုင်ငံပြန်သွားမှဆရာတော်ဘုရားသာဖြစ်ပါတယ်လို့ဒါလေးပြောကြပါလေရွှေဘုဘက်မှာဆိုတော့ရွှေဘုဘက်ကသူတွေပဲအဲပါကဘာတို့ပါလာဘာတို့နည်းနည်းစုံစမ်းပြီးတော့ အဲဒါလေးပြန်လဲလွတ်မြောက်အောင်လုတ်ပေးလိုက်ပါလုတ်ပေးပါလို့ပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကျွန်တော်ကတော့အဲ PDF ပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်သူးသားစင်သူးသားစင်မရှိဘူးတိုက်မယ်ဆိုရင်တော့တိုက်ကြပါတော့မတိုက်ဘူးဆိုလို့ရှိရင်ငင်းငယ်ယူကြဒါပဲအဲကျွန်တော်ကတော့အာမလို့ကျအပြည့်ချင်းမှညာမဟုတ်ဘူးတိုက်မယ်ဆိုရင်တော့တိုက်ကြအဲမတိုက်ဆိုလဲအဲငင်းငယ်ယူကြအဲဒါပဲဒါပဲကျွန်တော်တော့အာဒါဟိုတက်မဘက်ကဝင်းရံနေသူဖြစ်တယ်တက်မကိုတော့ကျွန်တော်တို့ကငနိုင်စီခြင်းနဲ့ เนาะဒါမျိုးကတော့ရှိတယ်ဒါမျိုးမှရှိတယ်ကျွန်တော်တော့ပုံပုံလင်းလင်းပြောတတ်တဲ့သူမလို့ကျွန်တော်စိတ်ခံစားချက်တိုင်းပဲကျွန်တော်ပြောတာဖြစ်တယ်အဲ့တော့ငါညီတို့ကလည်းပဲကိုလိုနဲ့ကကိုလိုနဲ့ကတော့အယူဆမတူမင်းတို့ရဲ့လည်း idea နဲ့လည်းမတူကိုလို idea နဲ့လည်းမင်းတို့ငါနာမှာမတူနိုင်ဘူးမတူနိုင်တော့တူနိုင်တာညှိရမယ်တခုပါဒီရဟန်းသားငါတော်ဒီကဘာမှလည်းပဲအဲလက်နဲ့ကြိုင်တာလည်းမဟုတ်ဘာမှလည်းမဟုတ်ဘူးသူကသူဟိုဖျားလာဘူးလေအိန္ဒိယပြန်ကြွားမှာကိုဒီလိုမျိုးဖမ်းကြည့်တယ်ဆိုတော့မင်းတို့လည်းတွက်လည်းမကောင်းဘူးဒီနိုင်ငံတွက်လည်းမကောင်းဘူး ဟမ်ဗုဒ္ဓဘာသာတွေတွက်လည်းမကောင်းလို့ကိုပိုင်ပြောခြင်းပါလေဗျာအဲ့ဒါဆရာတော်ဘုရားကိုအမြန်ဆုံးဟိုပြန်လွတ်ပါပြန်လွတ်ပေးစေခြင်းနဲ့လို့ပဲဒါဒီပြန်နေပြောပြောပြစီနော်တောက်ဆိုပြစီနောက်ဖက်ကမ်းမှာဒါပွဲကလည်းယူမာရွာအနီးမှာပေါ့ပွဲကတော့တပ်မတော်ကနေပြီးတော့မှဒီဘက်က drone တွေရောဒါလက်နက်ကြီးတွေနဲ့ပေါ့တောက်ဆော့ဆုံးမှလာရှိတယ်အဲ့မှာ KIA KPDF တွေတော်တော်များများတည်တယ်လို့ကျွန်တော်တို့လည်းကြားသိရတာရှိတယ်။သို့တော်လည်းပဲတောင်းတော်ကမနေ့ကတော့ဒီကြောင်းနေနဲ့တော့လာတယ်။လာပြီးတော့မှဟ ဘုံချသွားတာတော့မရှိဘူးအခုပတ်လည်ပြီးတော့ကြည်သွားတာရှိတယ်အဲကင်းထောက်လေးလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်ဒူစီမို့ကျွန်တော်တီရှိတဲ့ပုံစံရတော့တောင်တော်ကတရင်အတိကြကအာရလို့သွားလဲသို့တော်လည်းပဲအဲ့မှာအထိုင်လွဲသွားတဲ့အတွက်သူတို့ချက်ချင်းပြတ်ခောက်သွားတယ်လို့ပြောပြောရမှာပေါ့နော်တချို့ကြတော့လည်းလေးစင်းမရှိလေးရင်စီမရှိပါညာအတန်တော့ဒါရှိတယ်အဲ့တော့တောင်းတော့ကတေချာမအလုံးလုံးတာမျိုးဒါဒါလေးအတိပေးခြင်းနဲ့တောင်းတော့ဘုံချတယ်ဆိုတဲ့နေမှာကျောင်းသိမ်းမှာရှိတယ်ဆိုတဲ့ကျောင်းသိမ်းမှာရှိတဲ့အဲ ဒါအကြမ်းဖက်တွေစုဖွဲ့မှုရှိတဲ့နေရာတွေအကြမ်းဖက်တဲ့လက်နက်ဟိုထားတဲ့ကိုတော်နေလက်နက်အလုပ်ယုံနေဒါတွေကိုတတ်မလို့ကဖိတုရှင်းနေတာရှိတာဘူးเนาะအဲ့တော့မဟုတ်ရင်တော့ပြန်လဲသွားတာမျိုးရှိတယ်ဒါလေးကိုတော့ကျွန်တော်ထောက်ပြောတာပြီးလုံခင်းတဲ့ကာမိုင်းကြမှာရှိတဲ့အဲလုံခင်းတဲ့ကာမိုင်းကြမှာရှိတဲ့ဒီနန္တာရွာမှာလည်းအဲပွဲကလည်းနေရရောနှစ်သားရောပဲနေရရောမှာပွဲကလည်းပွဲကတော့အဲ့မှာ KIA တွေရော KPD တွေရောတော်တော်များများသိတာကိုကျွန်တော်တို့တွေးရှိရတဲ့ရှိတယ် အဲ့တမောင်ကတောက်လျှောက်တော့အနေနဲ့ရှင်းနေရရှိတယ်ဖာကန်တို့လုံခင်းတို့နောက်ကလုံခင်းကမိုင်းချက်ဆက်ယုံဘတ်တို့မဝမ်းလေးတို့မဝမ်းကြီးတို့ဒီမောင်မောင်ရှန်တို့အမိုက်ပုံတို့ဒီဘက်မှာဆိုတောင်ပြိုတို့ဖျော်ခါတို့နော်ပြီးတော့မော်ရောင်းတို့စမ်းကြွယ်တို့စမ်းကြွယ်ရဆိုတာအမုံသားကြွယ်ရတဲ့ဒီအတိုင်းပဲအဲ့တော့တမောင်ကအဲ့ညာလေးအကောင်လုံးဆုံးမြုပ်ပြီးနာမည်ရှင်းလိုက်စရာရှိတယ်တမောင်ကအိမ်ရတဲ့အားလုံးကိုအကြမ်းဖက်တွေဝင်လာလို့မရအောင်အရွက်ဝတ်တွေကဒါယူနီဖောင်းတွေကအကုန်လုံးပြည့်ကြအောင်ချလာပြီးတော့မှ လုံးဝပြည်သူတွေငြိမ်းချမ်းအေးချမ်းအောင်အာတက်ဆော့ဆန်ပြအချိန်နဲ့အညီနော်မနာပဲနဲ့တောက်ဆော့အလုံးလုံးနေတာကိုအဲ့ဒီဘက်မှလည်းတွေ့ရတာရှိတယ်နော်နောက်တစ်ခါကျွန်တော်စကိုင်းဘက်ကိုထပ်ပြောမယ်ဆိုစကိုင်းဗမောက်ဘက်ကိုပြောမယ်ဆိုဗမောက်မှာလည်းအဲဒါပွဲတွေကနေပွဲတွေကတော့အဲ့မှာတမခုံခုံတို့တမသုံးသုံးတို့ရှိရဗျာအဲ့မှာ SN နေအေးဒီရှမ်းဘက်ကပြည်သူစစ်တပ်တွေနဲ့ပေါင်းပြီးတော့တောက်ဆော့တိုက်နေတာရှိတယ် အဲ့ဘမောက်ကဘီနာမှာရှိရရွာတွေကတော့တော်တော်များများရှိတော့ဗျာရာနဲ့ရှိရှိတာတရားနေရာလောက်ရှိမှတင်တယ်ရွာပေါင်းအဲ့ရွာတွေကလည်းပဲအဲတောက်ဆော့တော့တက်မလို့ကတော့တောက်ဆော့ထူထူပြီးတက်လာတော့အဲမြို့နားတော့ကန်နေမြို့နားမှာတော့သူတို့ကအရန်ဟောနေဖြစ်တဲ့အတွက် PD အဒီအကြံဖက်အဖွဲ့တွေကညမထွက်ရဘာမထွက်ရဆိုတဲ့အမိန်တွေတော့ထုတ်ပြန်လာတာကိုကျွန်တော်တို့အနေနဲ့ကြားသိရတာရှိတယ်နော်အဲကျွန်တော်တို့ဒီနေ့ကြားသိရတာချင်းညမထွက်ရပါမထွက်ရညမထွက်ရပေါ့အဲ့တော့ဗမောက်ကလည်းပဲမချခင်တောင်တော်ကအကြီးထိုးစစ်ဆင်တော့မယ်ထင်တယ် အားနဲ့အင်းနဲ့တော့လုံနေတာတွေ့ရပြီဒါပေမဲ့ကျွန်တော်တို့ကစိတ်မကောင်းတာကဒီနေ့ကောအမုန်းတာကြွေးပလိုက်ပါဗျာရှုပ်လို့သူတို့တော်မှာ15ရက်အဲ15ရက်နဲ့20ရက်ဆိုတပတ်လောက်ပဲကြာတာကိုလီတက်တော့ကအကြာကြီးတိုက်နေရဆိုတာလည်းတန်တန်တိတ်ပြီးတော့အဲကြားမကောင်းဖြစ်မှာဆိုကြားလို့ကောင်းအောင်တရက်နဲ့နဲ့ပြုံးပစ်လိုက်အဲဒါဆိုကြားကောင်းအောင်ဒီကောင်လေးတက်တော့အော်ငါတို့မလို့လို့တို့တရက်တောင်မှမခံပါလားငါတို့ဘဝပြတ်ပါလားဆိုတော့တိတော့အောင်လို့ကြောက်မှန်းကံမှန်းတိအောင်ဆုံးမစီခြင်းနဲ့ဒါကျွန်တော်ဆန္ဒပြောတာပါနော်အဲတော့ချလာချတယ်ကြားတယ် ။အမှုဆိုဒီကောင်းနေကအဲ့မှာရှိတဲ့ပြည်သူတွေကလည်းဘဝပြတ်ပြီးတော့စားဖို့တောက်ဖို့ကလည်းမရှိ။အဲဆေးဝေးရှောင်မိုးတွေကရွာဒုက္ခကြီးရောက်တယ်။အဲ့တော့အဲ့ပြည်သူတွေငညာတော့အဖြစ်အုံတိုင်းဆိုတခါရှင်းမလား။အဲ့ဒါကောင်းတယ်။နော်။နောက်ဒီကျွန်တော်တို့ဗမာဘက်မှာလည်းနေနေရှင်းနေပါလေဗျာ။နောက်ထိတွေ့မှုတွေဖြစ်တဲ့ KIA တွေ KVDI တွေတေတာကိုကျွန်တော်တွေ့ရှိရတယ်။ဝိုင်းမော့ပတ်လည်းအဲပွဲတွေကနေတဲ့နေနေရှင်းနေနေတယ်။ အဲဝိုင်းမော်ဆိုလက်မြန်ရွာဘက်ကတော့ဒါတိုက်ဝဲကတော့တောက်ချောင်းနေတိုင်းလို့လို့ဖြစ်တယ်မနာတန်းလည်းတိုက်နေတာကိုတွေ့ရတယ်။နောက်ဖဲကုံနဲ့အဲမိုးပြက်လမ်းမှာလည်းပဲတံတော်ကပွဲကနေတယ်ပေါ့ဗျာ။ဒါပွဲကနေတယ်ရှင်းနေနေတာကိုကျွန်တော်တို့နေနဲ့တွေ့ရှိရတာရှိတယ်။နောက်တစ်ခုမြဝတီကွန်ကရစ်အေးလမ်းကြုံလို့လမ်းတွေပဲပြောမှာဆို၄ GB data မှာ KK ဘက်ကိုတက်မလို့ကအလုံးစုံဒါဟို KK ဘက်အလုံးစုံရှင်းလင်းနေပါဗျာ Minecraft ရှင်းလင်းနေပုံစံနဲ့တို့ပါညာရှင်းလင်းပြစ်တာရှိတယ်ဒီဘက် main laptop ပဲပါဆိုလို့ရှင်လည်းပဲ ဒါမင်းလက်ပတ်တို့ဖလူတို့ဘက်မှာလည်းပွဲတွေတောက်လျှောက်ကားနေတာရှိတယ်အဲဒီမှာလည်းပဲ KLL လေးတွေတော်တော်များများအသေးပြောင်းများတော့အသေးတောင်တွေ့နေရတယ်ကော့ဂရိတ်ဘက်ဆိုလို့ရှိရင်လည်းပဲထီဖိုးဆန်ရွာအနီးမှာလည်းဒါလိန်မကြံထဲမှာလည်းပဲတမ်လော်ကဒုံးတွေဘုံးတွေလက်နက်ကြီးတွေနဲ့အမုန်းဆွဲနေတာကိုကျွန်တော်တို့တွေ့ရှိရတယ်နောက်ဒီရခိုင်မမှာဆိုလဲပထောင်ဘက်မှာဆိုလို့ချင်းညောင်ကျိုးတို့ညောင်ချီတောက်တို့အဲ့ဘက်တွေကိုတပ်မတော်ကဒါရခိုင်ရိုးတစ်ချောင်းမှာတပ်မတော်ကစစ်ချောင်းတို့ရှင်းနေနေတာတော့တွေ့ရတယ် နော်အခုနိုင်ကန်စကန်လဲ AC ပဲရေခဲပဲအားလုံးတောက်ချောက်ကတော့မနေ့ကတနေ့ကောင်တော့ဒီနေ့တနေ့ကောင်ဒီနေ့ကတော့ဆက်လက်စောင့်ကြည့်ရမယ်ရေခဲပဲဗျာအားလုံးကတော့နော်အားလုံးကြမ်းပါစေကြောင်းကိုဆုမွန်ကောင်းတောင်းပါတယ်လိုတာလည်းပြေးပါစေဗျာ